တကားဦးလေးတကမတော်တိုင်းချုံမိသားစုနဲ့တကွအားလုံးတကားတကမတို့ရှိမေဆုပံဘဝမှာဉာဏ်မှချမ်းာသာနဲ့ပြည်ုံနေခြင်းသည်အတိတ်ကမိမိတို့ပြုခဲ့တဲ့ဒါနကုသိုလ်သီလကုသိုလ်တွေကြောင့်ဒီဒါနတရားသီလတရားတွေဆိုတာကတကားတကမတို့ ပထမပစ္စည်းအနေနဲ့ပြောကြဆိုဥပနိတ္တပစ္စည်းရောအာကောင်းတဲ့အာကောင်းတဲ့ထောက်ပံ့နေပေးတယ်ဒီဥပနိတ္တပစ္စည်းရောအတိတ်ကပါမလာခဲ့ရင်ဒီမိစ္ဆုပ္ပံဘဝမှာယခုကဲ့သို့ဉာဏ်ဉာဏ်မှမှဉာဏ်ဉာဏ်သာသာနဲ့ပြည့်စုံဖို့ဆိုတာမလွယ်ဘူးဒါရင်ယခုဘဝမှာလည်းမိမိတို့လူတန်းဆောက်တည်နေတာဒီဒါဥပနိတ္တပစ္စည်းရောပဲ ကုသလောဓမ္မကုသလသဓမ္မသောဥပနိဒ္ဒပြည့်စုံပြည့်စုံတတံဥပနိဒ္ဒယဒါနံဒေတိတရားတရားအကြောင်းပြုပြီးတော့ဒါနတွေပြုတယ်သီလတွေစောင့်တည်တယ်ဒါဥပနိဒ္ဒပြည့်စုံပဲဒီဥပနိဒ္ဒပြည့်စုံလောက်နဲ့လူချမ်းသာနတ်ချမ်းသာတွေရနေပေမဲ့ဒဂရကမတို့ဒုက္ခချုပ်ငိမ့်နဲ့နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကိုကျင့်ကြဆိုဆိုတော့မဂ္ဂပြည့်စုံ ဆိုတဲ့အလုပ်ကိုလုံးမရ။ဒါဖြင့်ဒီဥပါနေပြပြည့်စည်သည်ဒိဋ္ဌိမခွာနိုင်လေဘူး။မဂ္ဂပြည့်စည်ကိုကြိုးစားမှသာဒိဋ္ဌိကွာပါလိမ့်။အဲမိမိတို့ဒီဘဝကဘလို့ပဲလှူခဲ့လှူခဲ့ဘလို့ပဲတန်းခဲ့တန်းခဲ့ဒီဥပါနေပြထောက်ပံ့နေကြောင့်ဒီဘဝမှာကျမ်းမမမချမ်းချမ်းသာသာနဲ့ပြည်စုံညာတော်လေမေဃပြည့်စုံအောင်အလုပ်ကိုလုံးကြသို့ဆိုတော့ဒိဋ္ဌိခွာမရ ဣတိတိဥပနိဒ္ဓပစ္စည်းလောက်လည်းမကြောက်ဘူးဇာနပစ္စည်းရောလောကီဇံပင်ရတဲ့ဘောကိုလောက်လည်းမကြောက်ဘူးဒိဋ္ဌိကအောက်ဆွဲချတာအဲဒီနေ့တရားတော်ကမတို့ဒိဋ္ဌိခွာကြစို့ဆိုတော့မက်ကပစ္စည်းရောမက်ကင်အလောကိုလုံးမရမယ်မက်ကင်လုံးဆိုတာတရားတော်ကမတို့တကယ်သိရမှာကပွားများမှရမယ်မပွားများရင်မရနိုင်သေးဘူးဒါရင်ပွားများကြစို့ဆိုတော့ တရားတော်ကမတို့ရထားတဲ့ခန္ဓာဒီခန္ဓာရဲ့ဘုံမှာကြည်ညာဆိုဆိုတော့တရားတော်ကမတို့မြင်စေကြားစေစသည်ဖြင့်အမျိုးမျိုးပေါ်ကြည်ရပေါ်မယ်ဇေကုဝိညာဏသောမြင်စေလေးပေါ်မှုရှိကဇေကုမတာရဇုံပါယောဒီနှစ်ခုဟာတရားတော်ကမတို့ပုရိဇာတရှိကအရင်ဖြစ်နေတာ ဘုရားဇာတာသူတို့နှစ်ခုအရင်မဖြစ်ဘဲနဲ့စကုဝိညာဏံဆိုတဲ့မြင်စိတ်ကမပေါ်နိုင်ဘူး။ဒါနဲ့ဒီမြင်စိတ်ဒီငါကောရှိနေတာမို့အခုမှပေါ်လာတာ။ဒါရင်စကုမသာတာရဲ့ရူပယုံရဲ့သူတို့နှစ်ခုဘုရားရှိကဖြစ်ပြီးတဲ့ဇာတာ ဖြစ်ပေါ်လာလို့ပြေစရောအထောက်ပံ့နေကြောင်းစကုဝိညာဏံမြင်စိတ်ပေါ်လာတယ်။ဒါနဲ့ဒကာရကမတို့ဒါပဋ္ဌာန်းဤအနေနဲ့ပြောနေတာ။ နောက်ပဋိစ္စသမုပ္ပါဒိနဲ့ပြောကြဆိုဆိုတော့ဇဂုံသာပဋိစ္စရူပိစ္စဩမေဇတိသကုဝိညာဏမှန်ပါဗျာဇဂုံပဋိစ္စပတ္တာရအကြည်ယုံလေးအကြောင်းပြုပြီးတော့ရူမေရှိကရူပယုံဆိုအစင်းကလေးနဲ့တိုက်လိုက်တော့မြင်စိတ်ပေါ်လာတယ်ဒါဖြင့်အကြောင်းတစ်ခုကြောင့်ပေါ်လာတဲ့အကျိုးတရားတရားတော်ကမှဒီမြင်စိတ်လေးဒီအကြောင်းမရှိဘဲနဲ့ပေါ်မလာဘူးမှန်ပါ ဲ့တော့သကုံသာပရိစ္ဆရုံပရိစ္ဆအုံမေစီသကုဝိညာဏဒါပရိစ္ဆသမုပ္ပနီးအရာပြောကြဆိုဆိုတော့အကြောင်းကြောင့်ပေါ်လာတဲ့အကျိုးတရားမြင်စေနောက်သစ္စာဓမ္မနဲ့ပြောကြဆိုဆိုတော့ဒီခန္ဓာသည်ခြုံကြည့်ရဆိုပင်စုပါရဏခန္ဓာဝိဒုက္ခဒီခန္ဓာတွေကပေါ်ခြင်းဟာပေါ်ဒုက္ခသစ္စာပဲပေါ်မယ်ဒါရင်တရားဓမ္မတို့ရေထဲမှာရေရှားကြမလိုပါဘူးဆိုသလိုပဲတဲ့ ဒုက္ခခန္ဓာထဲမှာရှားလို့ဒုက္ခပဲတွေ့ပါလိမ့်မယ်ဒီဒုက္ခတွေ့မှသာလျှင်ဒီဒုက္ခမြင်ဒီဒုက္ခမုံဒီဒုက္ခဆုံးမှသာလျှင်နိဗ္ဗာန်ကိုတွေ့ပါလိမ့်မယ်ဒါပြောနေတာဒီသဘောအပြင်ပဋ္ဌာန်းဒီပဋိစ္စသမုပ္ပါဒိသစ္စာနီးဆိုတဲ့သဘောအကျဉ်းမျှကိုပြောနေခြင်းဖြစ်ပါတယ်တကယ်တော့အကျဉ်းချုပ်ပြောကြဆုံးဆိုတော့ပေါ်ခြင်းရာပေါ်တရားရကမတို့ဖြင်းပြဒုက္ခသစ္စာလို့နတ်နဲ့မြင်အောင်ရှုပါ အဲ့လိုမင်းနဲ့မြင်အောင်ရှုလိုက်မယ်ဆိုရင်သမုဒိယသေးသမုဒိယသေးတော့နောင်ခန္ဓာမရနိုင်တော့ဘူးဒါမြင်နိဗ္ဗာန်ဆိုတာပေါ်လာတယ်ဆိုတာသောပါပါလားပါပါဗျာဒီနေ့ဆိုကြအောင်ဆိုတာနိတာနိတာ